ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်နေတဲ့စူပါတိုင်ဖွန်းမုန်တိုင်းထံကြောင့်နေပြည်တော်မှာမိုးများပြီးရုတ်တရက်အရေးကြီးရေလျှံမှုဖြစ်ပေါ်မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကစက်တင်ဘာလ23ရက်နေ့ကဖိလစ်ပိုင်နိုင်ငံမှာစူပါတိုင်ဖွန်းမုန်တိုင်းဝင်ရောက်ခဲ့တာဖြစ်ပြီးအဆိုပါမုန်တိုင်းထံကြောင့်ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့မြန်မာနိုင်ငံအလဲပိုင်းတချို့မှာမိုးသက်ထန်စွာရွာသွန်းပြီးရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ် နေ့ကစက်တင်ဘာလ23ရက်နေ့ညပိုင်းအချိန်မှလည်းနေပြည်တော်မှာမိုးကြီးပြီးည7:00နာရီအကျော် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ရုတ်တရက်မိုးများလာခဲ့ပြီးရေကြီးရေရှမ်းခဲ့တာကြောင့်လမ်းတွေပေါ်အထိရေတွေကတက်လာခဲ့ပြီးတော့ရေစီးကလည်းအလွန်တန်တာကြောင့်ဒေသခံတချို့ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရသလိုဒေသခံလူမှုကွန်ရက်အသင်းတွေကလည်းကူညီကယ်ဆယ်ပေးခဲ့ရတာဖြစ်ပါတယ်။ ရောပါ။ဟောပါ။အဲအခုကျွန်တော်တို့ဒါအခုဒီနေ့23ရက်နေ့ပေါ့နော်။23ရက်နေ့6လပိုင်း2025ဖြစ်ပါတယ်။ဒါကျွန်တော်တို့ဒါအာကျွန်တော်နဝဒေးရက်ွက်ပေါ့နော်။နဝဒေးနဝဒေးရက်ွက်နဝဒေးအိမ်ရာရှိမှာပါ။ နဝရင်းအင်ယာရှိမှဖြစ်ပါတယ်ဒါရေကတော့တော်တော်လေးကိုရေကတော်တော်လေးကိုအခြေအနေဆိုးတဲ့အနေထားပါခင်ဗျာဒီမှာအက်ဆီဒန့်လည်းဖြစ်ထားပါတယ်အက်ဆီဒန့်လည်းဖြစ်ထားပါတယ်ဒါကျွန်တော်တို့နဝရင်းရက်ကွက်နဝရင်းအင်ယာကြီးပေါ့နော်ဒါနဝရင်းအင်ယာပေါ့မြို့ပတ်လန်းမြို့ပတ်လန်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အမ်ဘူလန့်တွေလည်းကျွန်တော်တို့အသင်းသားတွေအသင်းအဖွဲ့အစည်းအဖွဲ့တွေလည်းကျွန်တော်တပတ်ဒုက္ခအဖွဲ့တွေအကုန်လုံးရောက်နေကြပါပြီ အဲတခုခုဖြစ်ခဲ့လို့ရှိရင်အရေးပေါ်ကုညီကယ်ဆယ်လို့ရအတင်းနေထားတဲ့ရှိနေပါတယ်ခင်ဗျာအနဝရေးရက်ကွက်ပါခင်ဗျာအနဝရေးရက်ကွက်ပါဟိုဘက်ချမ်းတော့ဟိုဘက်ချမ်းတော့ရေကတော့တော်တော်လေးကိုပြည့်နေပါပြီရေကတော့ကန်ကန်လုံးကန်လုံးပြည့်ပါကန်လုံးပြည့်ပါဒါထ20ကျောင်းပါခင်ဗျာဒါရှိတတရရှိတတရထ20ကျောင်းပါ ထား20ကျောင်းရှိတဲ့ဖြစ်ပါတယ်ဒီမှာလဲရေစီးများတော့အစီအလံလေးတွေလည်းဖြစ်ထားတာရှိပါတယ်ခင်ဗျာအဲကျွန်တော်တို့အတင်းအဖွဲ့တွေတင်းဖွဲ့တွေကြောင်းနေကြပါတယ်ဖွဲ့ရရောင်းရပါတယ်ဒီတော့ဖြည်းဖြည်းမဖြည်းဖြည်းမ မလေးခြေရတော့တော်တော်အချိန်လေးဆိုးပါတယ်ခင်ဗျာခြေရတော့တော်တော်အချိန်လေးဆိုးပါတယ်23ရက်နေ့ကိုလာပိုင်း2025ည8:00နာရီ sorry 10:00နာရီ16မိနစ်အချိန်ဖြစ်ပါတယ်။အဲရေကတော့ကမ်းလုံးပြည့်ကိုစီးနေတာပါ ဒီရေတွေက ကျွန်တော်တို့ဘယ်ထိဆက်သွားမလဲဆိုလို့ရှိရင်ရေတွေကကျွန်တော်တို့ဒီချောင်းတွေတောက်လျှောက်ပေါ့နော်အဲစင်သေးချောင်းဘက်တွေဆင်းဖို့ရှိပါမယ်ရေတွေကများပါတယ်ခင်ဗျာမိုးရေလည်းတော်တော်များပါတယ်ဒါတော့မိုးရွာတာတော့ကျွန်တော်တို့ရက်သွားပြီပေါ့နော်မိုးရွာတာရက်သွားပြီးတော့အခုနေတဲ့တိုင်းပဲရေတွေကတော့ရေတွေကတော့အပြည့်အပြည့်ကိုစီးလာနေတာဖြစ်ပါတယ်ခင်ဗျာ ဒါကျွန်တော်တို့တပတ်ဒုက္ခတပတ်ဒုက္ခအတင်းဖွဲ့တွေလည်းအကုန်လုံးကုညီကယ်ဆယ်ဖို့အတွက်လိုအပ်လို့ရှိရင်ကုညီပေးဖို့အတွက်အတင်းရောက်ရှိနေတာဖြစ်ပါတယ်အမီတာဖွဲ့စည်းရည်လည်းဒါဒါမြို့နယ်မီတာတပ်ဖွဲ့စကန်စီယာတီဗီ ။ရိုးဖွဲ့စည်းလည်းအကုန်လုံးရှိပါတယ်23ရက်နေ့6လပိုင်း2025ခုနှစ်ဖြစ်ပါတယ်ခင်ဗျာ။အဲညဘက်ညဘက်စင်နိုင်မိနစ်20ခန်းဖြစ်ပါတယ်။အာကျွန်တော်တို့တပ္ပဒုက္ခတပ္ပဒုက္ခအတင်းအဖွဲ့တွေလည်း ဒီမှာကုညီဖို့အတွက်အတင်ရောက်ရှိနေတာဖြစ်ပါတယ်ရေကတော့တဖြည်းဖြည်းနဲ့ကိုရေကတော့တဖြည်းဖြည်းနဲ့ကိုများလာတာပါခင်ဗျာဒီမှာရေစီးကတော့မြင်နေတိုင်းပဲရေစီးကတော့မြင်နေတိုင်းပဲရေရေအစီးများပြီးတော့ဒါဒါဒါတော့နဝရေးအင်ညာပေါ့နော်ဒါနဝရေးအင်ညာဖြစ်ပါတယ်ဒါနဝရေးအင်ညာပဲအချမ်းပါရေကတော့တော်တော်လေးများပါတယ်ခင်ဗျာရေစီးလည်းတန်ပါတယ် အရှိမလဲရေများပြီးတော့လမ်းချော်ပြီးတော့ကားလေးတွေအက်ဆီဒန့်ဖြစ်ထားတဲ့အနေအထားလေးလည်းရှိပါတယ်ခင်ဗျာအနဝရေရက်ွက်ပုပ္ပတိပီမျိုးနဲ့နဝရေရက်ွက်ဖြစ်ပါတယ်ထား20ကျောင်းရှိပါခင်ဗျာထား20ကျောင်းရှိပါခင်ဗျာထား20ကျောင်းရှိမှရေတော်တော်ကြီးကိုညားနေတဲ့အနေအထားဖြစ်ပါတယ်ခင်ဗျာ ဒါ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 ကျွန်တော်တို့ဒါနဝရီရက်ကွက်ပေါ့နော်ဒါနဝရီရက်ကွက်ဒါအောင် sorry တောင်ကြီးလန်းပေါ့နော်တောင်ကြီးလန်းထိပ်ပါပါဒါနဝရီရက်ကွက်တောင်ကြီးလန်းထိပ်မှာဖြစ်ပါတယ်ဒါရက်ကွက်ထဲကရက်ကွက်သူရက်ကွက်သားတွေလည်းအကုန်လုံးစိတ်မချရတဲ့အနေအထားဖြစ်တဲ့အတွက်အပြေမှာထွက်ပြီးတော့အဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်ကားကတော့မပြောတတ်ဘူးဆရာကြီးကျွန်တော်တို့ရောက်တည်းကဖြစ်နေတာဟုတ်လားဟုတ်တယ်အဲပိုင်ရှင်တွေတော့ဒီနားမှာရှိမှထင်တယ်ဆရာ တစည်းရောက်တောင်းကပ်သွားပြီတစည်းရပြားသွားပြီမပြည့်ဘူးကျွန်တော်တို့မရောက်ခင်နေရဖြစ်နေတာ ဒါကျွန်တော်တို့တပ္ပဒုက္ခအတင်းဖွဲ့ရဲ့ဒါမီးလေးတွေစီစဉ်နေမှုဖြစ်ပါတယ်ခင်ဗျာပတ်ဝန်းကျင်မှာလိုအပ်ချက်အရမီးတွေပြည့်ရှိနေတဲ့အတွက်ဒါအတင်းရနေပြီးတော့ကုညီလှုပ်ဆောင်ပြီးတော့အထာရရှိရေးအတွက်အဲကျွန်တော်တို့စူးစမ်းစူးစမ်းပန်းစားမိုးရဲကြီးထဲမှာရအောင်အဲလုပ်နေတာဖြစ်ပါတယ်ခင်ဗျာပုပ္ပတိရီမြို့နယ်မှာခင်ဗျာဒါကကျွန်တော်တို့နဝတိရက်ွက် အာနဝရင်းအိမ်ယာပေါ့နော်နဝရင်းအိမ်ယာရှေ့ထား20အကျောင်းရှေ့မှာဖြစ်ပါတယ်ခင်ဗျာအထား20အကျောင်းရှေ့မှာပါနဝရင်းရက်ကွက်အထား20အကျောင်းရှေ့မှာဖြစ်ပါတယ်ခင်ဗျာထား20အကျောင်းရှေ့ရထားတန်လန်းအကျော်ကနေစပြီးတော့ရထားတန်လန်းအကျော်ကနေစပြီးတော့ဒီရေစီအားကတော်တော်လေးကိုကောင်းပြီးတော့လမ်းပေါ်မှာအပြည့်ပေါ့နော်ဒါလမ်းလုံးပြည့်ပေါ့နော်အဲဟိုဘက်လမ်းကတော့ကျွန်တော်တို့တိုက်ချောင်းဘက်ကနေပြီးတော့တပင်ရွှေတင်းမိပွားရဲ့ အငိမ့်စားကရင်300နာအောင်သွားတဲ့လမ်းကတော့လုံးဝသွားလို့မရတော့ပါဘူးအသွားလမ်းကလုံးဝသွားလို့မရတော့ပါဘူးဒါကျွန်တော်တို့တပင်ရွှေတိမီးပွိုင်းကနေပြီးတော့တိုက်ချောင်းလမ်းဆောင်ဘက်ကိုသွားတဲ့အချိန်ကတော့အနေငယ်သွားလို့တော့ရရရပါသေးတယ်ဗောနော်အခုချိန်ထိ10နာရီ23 23ရက်နေ့6လပိုင်း2025ခုနှစ်ည10နာရီ23ချိန်မှာတော့အနေငယ်တော့လမ်းတလမ်းကတော့သွားလို့ရနေပါသေးတယ်ဗျဟိုဘက်အချမ်းပေါ့နော် ဒီဘက်ချမ်းပြည့်တဲ့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်ဒီဘက်ချမ်းပြည့်တဲ့နေရာကတော့ဒါလမ်းလုံးပြည့်ပေါ့နော်လမ်းလုံးပြည့်ဖြစ်သွားပြီဖြစ်တဲ့အတွက်ဒီဘက်ရှားတော့လုံးဝအဲကားဆိုင်ကတခုမှသွားလို့မရတော့ပါဘူးခင်ဗျာလမ်းလုံးပြည့်ဖြစ်သွားပါပြီအာဒီဘက်ချမ်းလမ်းဘက်ဒီဘက်လမ်းဘက်ချမ်းကတော့အနေငယ်ကျွန်တော်တို့အတင်းကားကြီးလည်းရက်ပြီးတော့အကူကြီးဆောက်ရှောက်ပြီးတော့အကူကြီးတက်တက်တလောက်ကူကြီးပေးဖို့စူးစမ်းပေးနေပါဗျ။ဘလို့ဆိုတော့ကျွန်တော်ဒီမှာမီးရဲတွေ

တော့ဘာတော့ဆက်ပြီးတော့ဖုန်းနဲ့ဆက်အောင်ပါအဲရတော့ကျွန်တော်လိုက်ရှိနေတယ်ဟုတ်ကဲ့ကားကားလေးတွေတော့ဒါကျွန်တော်တို့ဒါတိုက်ချောင်းဘက်ကနေလာတဲ့လမ်းပေါ့နော်တိုက်ချောင်းလမ်းဘက်ကနေပြီးတော့ကားလေးတွေလမ်းတော့ရေကတော့တော်တော်ဆိုးပါတယ်ကြာပြင်းတဲ့အတိုင်းပဲ23ရက်နေ့